ပျော်ရွှင်ဖို့အတွက်ရှင်သန်ဖို့အတွက်ရွေးချယ်မှုတွေလုပ်ရတဲ့အခါကိုလှုပ်လိုက်တဲ့ရွေးချယ်မှုအတွက်နောင်တတွေနဲ့ရှင်သန်နေဖို့လိုပါတယ်။ကိုတို့ဟာအရွယ်တစ်ခုရောက်လာပြီဆိုတာနဲ့ရွေးချယ်ရခြင်း၊ဆုံဖြတ်ရခြင်းဆိုတဲ့ကိစ္စတွေဟာမလွဲမသွေကြုံကြရတာပါပဲ။ဒါကြောင့်မလို့ကိုယ်တိုင်ရွေးချယ်လိုက်တဲ့ကိစ္စတွေဟာနောင်တကင်းနေဖို့လိုပါတယ်ရှင်။ကိုဟာ fashion လောကတွေကိုဝင်တင်ပေမဲ့မိသားစုကဆရာဝန်ဖြစ်စေချင်နေတာမျိုးတွေချစ်သူရေးစားထားတဲ့အရွယ်ရောက်လာပြန်တော့ကိုချစ်ရတဲ့သူဟာမိသားစုကလက်မခံနိုင်တဲ့သူဖြစ်နေတဲ့အခါမျိုးတွေဒီလိုခက်ခဲတဲ့ရွေးချယ်မှုတွေလုပ်ရတဲ့အခါမင်းရွေးချယ်လိုက်တဲ့ ကိစ္စတွေအပေါ်မှာမင်းရွေးချယ်မှုအပေါ်မှာ နောင်တတွေရှိမနေဖို့လိုပါတယ်။ဒါကြောင့်တတိထားရမယ့်အချက်ဟာမင်းရွေးချယ်မှုအတွက်မင်းကိုယ်တိုင်ကျင့်တတ်နေဖို့လိုပါတယ်။မင်းကိုယ်တိုင်ကျင့်တဲ့လက်ခံနိုင်မှသာမင်းရဲ့တကယ်ပျော်ရွှင်မှုကိုခံစားရမှာဖြစ်ပါတယ်။ ပြောချင်တယ်ဆိုရင် မြင်လုံလိုက်တဲ့ရွေးချယ်မှုအတွက်တခြားသူတွေရဲ့အမြင်နဲ့အထင်ကိုအများကြီးလိုက်ခံစားဖို့လိုပါတယ်။မင်းရဲ့ပျော်ရွှင်မှုဟာဘယ်သူမှမထိခိုက်စေဘူးဆိုမင်းရွေးချယ်မှုဟာမင်းအတွက်မှန်ကန်တာပါပဲ။ရှင်သန်ရတဲ့ဘဝခဏမှာဘာကြောင့်များတခြားသူတွေရဲ့အထင်နဲ့အမြင်ကိုအများကြီးလိုက်ခံစားနိုင်မလဲရှင်။ကိုယ်တို့အားလုံးဟာလွတ်လပ်စွာရှင်သန်ခြင်းပျော်ရွှင်ခြင်းနဲ့ထိုက်တန်တာမလို့လွတ်လပ် 耍选择哪家牌子，挑选哪家吧唧先。